2023ခုနှစ်အတွက်ဘောလုံးဒီအော်စုကိုရရှိသွားတဲ့ဘောလုံးသမားကတော့လီယိုနယ်မက်ဆီဖြစ်ပါတယ်ခင်ဗျမက်ဆီဟာ2022ခုနှစ်မှာကျင်းပခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲမှာအာဂျင်တီးနားအသင်းကိုဘူဆွဲစီခဲ့တာကြောင့်အခုနှစ်အတွက်ဘောလုံးဒီအော်စုကြီးကိုထိုက်ထိုက်တန်တန်ရရှိသွားတာလည်းဖြစ်ပါတယ်ဟီးငါရောက်ချတော့လိုက်တာခုလိုမျိုးကျွန်တော်အနေနဲ့ဘောလုံးဒီအော်စုကိုရှစ်ကြိမ်မြောက်ရရှိအတွက်အထူးပဲဝမ်းသာပါတယ် ကျွန်တော်ဒီနေ့ volunteer အစုရလိမ့်မယ်လို့မထင်ထားပါဘူးအာမိုက်ကဘာဖြစ်တာလဲမသိဘူးမိမိဖိုက်စားတယ်ကြီးမချနဲ့ဟိုမှာနေဖေပြောနေနားထောင်ဟမ်ကျွန်တော်ရဲ့ကြီးမန်းချက်ကတော့ဒီဘောလုံး၈လုံးကိုသား၈ယောက်ကိုခွဲဝေပေးမလို့ပါဒါပေမဲ့ကျွန်တော်မှသား၃ယောက်ပဲရှိပါသေးတယ်ထပ်မွေးအောင်မှာပါအေးရှင်ဖိုက်ပြောနေရလဲရှစ်ဆရာကြီးကိုမစီရဲ့ဒါ၄၀လောက်တိကွင်းနေမှာကွင်းပြင်မှာကိုယ်တွေတိုင်းတိုင်းတွင်းကျင်မှာတည်တယ်ခင်ဗျ